နိုင်ကို300ဝင်းကျင်မှာ rocker vibe vintage vibe ကိုကြိုက်တယ်ဆိုရင်တော့နိုင်လေးရွေးနေကြပါလိမ့်ခင်ဗျာဘယ်လိုအားလဲမေးလားခင်ဗျာ2 door ဆိုတာ Rolex ရဲ့တခုတည်းသော sister company ဖြစ်ပြီးမှဒီ2 door Black Bay 58ကိုဘန်ကောက်မှာ parking သွားဖောက်တဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်ဟို share video မှာကျွန်တော်တင်ပေးထားရပါတော့အဲဒီ2 door အကြောင်းကိုကျွန်တော်စပြီးပြောရရင်တော့ဒီ2 door Black Bay 58ကဟို2018ခုနှစ်ကစပြီးမိတ်ဆက်ခဲ့တာဖြစ်ပြီးမှ1950ကထွက်တဲ့2 door Submariner တော့ inspire ယူပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ ငါထုတ်ထားတယ်ဆိုပေမဲ့သူကပေါ့နော်ဟိုးရှင်တော့ကတော့ထူတော့ဟာဟို black bay series ကို 41mm နဲ့ထုတ်တာဆိုပေမဲ့ဒီ2018နောက်ပိုင်းမှာ 39mm နဲ့ထုတ်ပြီးမှပို့ပြီးမှ compact ဖြစ်တဲ့ size ကိုဖြစ်သွားတယ်ပြီးတော့ retro aesthetic ပို့ဖြစ်တယ်ပေါ့နော်သူကအဲ့လိုမျိုး vintage vibe ကိုပို့ရတယ် vintage vibe ဆိုပေမဲ့သူက 200m water resistant ကိုရပြီးမှ set တရတဲ့ပို့ပြီး modernize ဖြစ်သွားတယ်ပြီးရင်ပေါ့နော်သူကဟိုပေါ့ diver wash ထဲမှာတော်တော်ကိုမိုက်တဲ့နိုင်လို့ဖြစ်ပါတယ်ခင်ဗျာပြီးပြီးတော့ဒီထဲမှာသုံးထားတဲ့ set ကတော့ ထူတော့ရဲ့ caliber ဖြစ်တဲ့ caliber MT5402 ဖြစ်ပြီးမှ 70-hour power reserve ရတာဖြစ်ပါတယ်ဗျာပြီးတော့ COSC certified automatic movement ရထားပြီးမှ accuracy တော်တော်တိကျတဲ့အနေလုံးဖြစ်ပါတယ်ခင်ဗျာဟိုဘောတော့ဒီ Tudor Black Bay 58ကိုကောင်းချက်တွေကိုစပြီးပြောပြရရင်เนาะပုံပြီးမှ compact ဖြစ်ပြီးမှ retro aesthetic vibe ကိုရပြီး vintage vibe ကိုပို့သွားတယ်ဗောနော်တော်လုံးဝနိုင်ရီချိုးတွေကဆို vintage ပုံစံတွေကိုသွားထားတယ်ဟိုကြီးလိုက်ရင်လုံးဝ low key ပုံစံတွေပေါ့နိုင်လေးကပြီးရင်သူ့ရဲ့ အထူကလည်း Diver Watch ဆိုပေမဲ့11.9 mm လောက်ပဲထူတာဖြစ်ပြီးမှကြီးလိုက်ရင်လည်းသိထူမနေဘူးပေါ့နော် Diver Watch ကိုလည်းပပလေးနဲ့လက်မှာပို့ပြီးမှကြစ်ကြစ်လစ်လစ်ရှိတဲ့ပုံစံလေးထွက်နေတာဖြစ်ပါတယ်ပြီးတော့ဒီဟာပေါ့နော်တော့ဟို bulky ဖြစ်တဲ့ဟို vibe တွေကိုမကြိုက်ဘူးလုံးဝအလိုပပလော်လော်လေးနဲ့ Diver Watch ကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကတော်တော်မိုက်တယ်ပြီးရင်သူက1958ကထုတ်တဲ့ Tudor Submariner ရဲ့ဟာကို inspire ပြီးလုပ်ထားဆိုတော့တော့ authentic vintage vibe ကိုရနေတာပေါ့ သူ့ရဲ့ရှေးဒါထုတ်တာတဲ့ဟာကိုပြန်ပြီး inspire ထုတ်တာဆိုတော့ပြီးတော့ तू ကဟို steel ရော316 lst rolex ကြီးမှာတုံးထားတော့94 lst ပေါ့နော်316 lst ကိုတုံးထားရဆိုပေမဲ့သူ့ရဲ့ brush level တွေသူ့ရဲ့ craftsmanship level တွေက rolex ရဲ့ level ကိုရတာဖြစ်ပါလိမ့်ခင်ဗျာပြီးတော့ तू က vintage vibe ကိုပြည့်အောင်ဆိုပြီးမှ तू က river style ပေါ့နော် river style လို့တန်မိုလေးတွေပုံစံလေးနဲ့ तू ကဘေးဟာလေးတွေကို तू ကကျိုးလေး link လေးတွေလောက်ထားဖြစ်ပါလိမ့်ခင်ဗျာ DIO မကောင်းတဲ့ချက်ကိုကျွန်တော်ပြပြပေးပါဆိုရင်တော့ဒီမကောင်းတဲ့ချက်ကတော့ तू ဘေးက bezel က ဟိုပေါ့နော် ceramic bezel မဟုတ်ပါ ceramic bezel မဟုတ်တော့သူကချစ်ရဆင်းရထင်းလိုက်လေပေါ့နော်သူ aluminum bezel coating လုပ်ထားဆိုတော့ဒီ bezel ရဲ့နည်းသိအဆင်မပြေဘူးပေါ့နော်ပြီးရင်ဟိုပေါ့နော်ဒီ link နေရ bracelet ရဲ့ link နေရကြတော့ဟိုလေကရိယာလေးပါမှာဖြုတ်လို့ရတာဖြစ်ပါတယ်ပုံမှန်ကြိုးတွေဖြုတ်တက်ရပြီးတော့ micro adjustment တွေမပါတာဖြစ်တဲ့အတွက်ဟိုတော်တော်နည်းနည်းတော့ကတိကောက်တော့ဖြစ်တယ်ပေါ့နော်ဒီကြိုးမှာပြီးရင်ဒီနိုင်မှာပေါ့နော် date window မပါဘူးပေါ့ ဟို symmetric ဖြစ်တယ် clean ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်ကတော့ဘယ်လိုပြောနာရီကြည့်ရင် daily ပိုင်ပို့ပြီးမှဟို style ပို့ကြရလို့ထင်တော့ဗောဒါ dive watch ဆိုပေမဲ့လေကျွန်တော်အဲ့၃ချက်လေးတော့တော်တော်သဘောမတွေ့ဘူးဗောနော်ဒီနာရီမှာတော့အဲဒီနာရီကိုဘလို့လူတွေဝယ်သင့်တယ်လို့မင်းရင်သိန်းတရာဝင်ကျင်တယ်မှာဗောနော်ဒီနာရီဒီ quality ဒီ craftsmanship နဲ့ဆိုရင် rock vibe ကိုကြိုက်တယ်ပြီးတော့ vintage vibe ကိုကြိုက်ပြီးဟို low key vibe ဗောကိုကအယောင်မှုံမှုံလေးတွေတို့အမဲတွေတို့အဲ့လိုဝတ်တက်တဲ့သူဟိုဗောနော်ဟိုဟိုလက်ကိုနာယူကြည့်လိုက်ရင်လည်းအဲ့လိုကြစ်ကြစ်လစ်လစ်လေးနဲ့ ဟိုအတိတ်အယောင်ထွက်နေတာမကြိုက်ဘဲနဲ့အဲ့လိုမဲမဲလေးကြိုက်နေရတူဆိုရင်တော့ဒီနိုင်လည်းတော်တော်အဆင်ပြေတယ်ပေါ့နော်ဟိုဒါပေမဲ့ဟိုပေါ့နော်တကယ်လို့ကိုကနေမှလို့နည်းနည်းလေးဟို street fashion ကြီးကြိုက်တယ်ဟို modernize ဖြစ်တဲ့ဟာတွေကိုကြိုက်တယ်ဆိုရင်တော့ဟိုဒီနိုင်လေးကဘယ်လိုပြောရမလဲနည်းနည်းလေးဟိုတိတ်ပြီးမှကျွန်တော် recommend မပေးချင်ဘူးကွနော်ဒီအားလေးကိုတော့နောက်နေ့ပါလဲကျွန်တော်ဒီတက်ကောင်းတဲ့ကောင်းတဲ့နေနဲ့ပြန်လာခဲ့ပါဦးမြေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ